ကတခုရဲ့ရောနောက်ဖက်လင်ပြင်တရားမှာလေးလေးလင်းငင်းကလေးတွေဖြည်းဖြည်းချင်းချိုက်ချလုံးနေခဲ့ပါတယ်။နေမင်းကြီးကလည်းဤပြင်နဲ့အတော်လေးမိမိခက်ခက်ရှိတယ်ဖြစ်ရပြီးဤရောရောအလင်းနဲ့ဖြတ်ထွက်တော်လေးတွေကဤပြင်ချက်ကိုဖျားချနေခဲ့ပါတယ်။သဘာကျင်းထဲမှာစပားရင်းနေကြတဲ့ရွာသူရွာသားတွေကလင်းပြင်ရဲ့ဝေးရာရောင်မင်းကြီးစီကိုလမ်းကြည့်လို့နေခဲ့ကြချာပါ။ ။ရောက်ပြီးအောက်မှာတော့ဟိန်းသွားဆရာတော်တပတ်ဟာတရားထိုင်ရတာကိုသူတို့တွေတတိထားမိကြပါရဲ့။ရွာအနောက်ဘက်ကဘုရားဟောင်းလေးမှာရှိဆွဲထားတဲ့ခေါင်းလောင်းလေးတွေကလေးတစ်ချက်ကျိုးဝေးလိုက်တဲ့အခါအာရငင်ရောင်းတဲ့တန်ကလေးထွက်ပေါ်လာပြီးအဲ့ဒီဆရာတော်ကိုကျိုးစုံနေတာအောင်ကျင်မဲ့ရပါတယ်။ ရတဲ့ဒီရဲ့အဝင်းချင်းရှုခင်းတဲ့ကျိုးတဘာဝအလားတရားကြီးကအတော်လေးကိုလှပလွန်နေကြပါဘော။နောက်တစ်ဒီမနက်မှာတော့ရွာသားတွေဟာစွန်ခဲပွဲစုံနေတဲ့ရောင်ပင်ကြီးအောက်ကဆရာတော်ရှိရာနေရာကိုရောက်လာခဲ့ကြပြန်ပါလေ။လူတိုင်းရဲ့မျက်နှာမှာလည်းယုံကြည်မှုအပြည့်ကရှိလို့နေကြပါဘော။ ညောင်ပင်အောင်မှာရှိတဲ့စီရတော်ဟာသူ့ရဲ့နှကံပြလှုပ်ယုံများတာတူတူကလေးတစုံတစ်ခုကိုရွတ်စိုးစိုးနေခဲ့ပါတယ်။ဒါပေမဲ့လည်းပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်နေရကြောင်းရွတ်စိုးနေတဲ့မန္တန်အတန်းဟာလေအချက်မှပြန်လွင်ပြီးရောက်လာကြတဲ့ရွာသူရွာသားတွေကိုအေးချမ်းမှုပေးနေလိုမျိုးဖြစ်ပေါ်စေခဲ့ပါတယ်။ဆရာတော်ရှိကိုရောက်တဲ့အခါမှာတော့ရွာသားတွေလည်းကျွတ်ကျွတ်ကလေးထိုင်ကြလိုက်ပြီးကားဝါပြလိုက်ကြပါတယ်။အဲဒီချိန်ဒေါ်စင်အေးဆိုတဲ့ရွာသူတယောက်ကဆရာတော်ကိုရှောက်ကျင်ကြလိုက်ရှာပါ။အရှင်ဘုရား ကျွန်မရဲ့နာမည်ကစိန်အေးပါ။ဒါနဲ့ကျွန်မရဲ့မိစရာလေးရှိလို့ပါ။အရှင်ဘုရားကဘယ်ကနေဘလို့ကြောက်လာလဲဗျာ။ရွာသူရဲ့အမေကိုဆရာတော်ကအေးအေးဆေးဆေးပဲပြန်ကြည့်ခဲ့လိုက်ပါလေ။ခေါလကကျောင်းပိုင်းဒေသကနေခေးနေလာခဲ့ရပါ။ရောက်တဲ့နေရာမှာသာသနာတော်ကိုပြန်ပွားစီခြင်းနဲ့ရည်ရွယ်ချက်နဲ့ပေါ့။ကိုယ်တော်ဒီနေရာလေးကိုရောက်လာပြီးပတ်ဝန်းကျင်ကအတော်လေးကိုအေဂျင်တာယာရာကြောင့်အနာယူအပန်းဖြေ ဘုရားသမီးရပါအဲဒီလိုလှုပ်ရှင်တာခလို့အတွက်ငင်းချင်းမှုအစ်စ်ကိုရှာဖွေနေခြင်းပဲလေ ဆရာတော်စကားဆုံးသွားတဲ့ပြိုင်ကသူ့ရဲ့ဘေးနားမှာရှိနေတဲ့တိတ္တဟောင်းကြီးကိုကိုဖြည်းဖြည်းချင်းဖွင့်ပြလိုက်ပါတယ်။တိတ္တဟောင်းထဲမှာတော့ရှင်အောင်ပစ္စည်းတွေဘုရားဆုလို့တော်တတိလေးတွေနဲ့တခြားအဆောင်လက်ဖွဲ့ပစ္စည်းမျိုးစုံနဲ့ပြည့်ညတ်လို့နေကြပါဘော။ညနေခင်းဒီရောင်ကြီးဟာအဲ့ဒီပစ္စည်းတွေပေါ်ကြာရောက်တဲ့အခါမှာတော့ရောင်ပြတ်တစ်ခုဖြစ်ပေါ်လာပြီးကျော့ပေါ်လာတဲ့ရောင်ပြတ်ကစွမ်းအားတစ်ခုခုဝတ်ထားတယ်လို့မျိုးထင်ရပါတယ်။ဒီကနေ့ဆရာတော်ဟာဘုရားဆုလို့တော်တတိကလေးတစ်ခုကိုထုတ်ခဲ့လိုက်ပြီးရောင်သားရှင်မှာချထားခဲ့လိုက်တာဘော။အဲ့တော့ဆရာတော်ကပြောပြီးပြောပါတယ်။ ဒီပစ္စည်းတွေကကိုလိုဘေးနီးယားကိုပေးသွားသွားအမြင့်တရားရဲ့ပစ္စည်းတွေပဲအပြင်ပန်းကံအလေးခံပြီးတည်ရဲဆိုတော့ဒီပစ္စည်းတွေရဲ့ကောင်းကျိုးက image များစုပေါ့ကွယ်ကဲအခုဒီကားမှာဂျီယိုစီမှာဘယ်သူတွေဒုက္ခရောက်နေလဲကံကောင်းခြင်းတွေရောဘယ်သူတွေလိုချင်ကြလဲကွယ်ဒီပစ္စည်းတွေကကိုင်ကြီးပေးနိုင်ပါတယ်။တဘာဝလဆွာအားကြီးအောင်နေတဲ့ဒီပစ္စည်းတွေကတရားတော်စီမှာရှိနေတယ်လေ။ ဇီယာရောရောင်းပင်အောက်မှာတရင်သုံးနေပြီးအစွမ်းထက်တဲ့ပစ္စည်းတွေများစွာရှိရဲဆိုတဲ့အကြောင်းဂျပန်အကျွမ်းမှာပဲအရွာလုံးမှာနာမည်ကြီးသွားပါတယ်သူရဲ့အကြောင်းကလူပြောများလာခြင်းပြီးကံကောင်းခြင်းတွေရရှိလာစေဖို့ဒုက္ခတွေကျင်ဝင်စေဖို့အတွက်ရွာသူရွာသားတွေကလည်းရောင်းပင်အောက်မှာတရားထိုင်ရဲဇီယာရောစီကိုတွားရောက်ခဲ့ကြပါတယ်အကျိုးဆိုရင်ဇီယာရောစီမှာရှိတဲ့အကိုကြီးရဲ့ဆိုတဲ့ပစ္စည်းတွေကိုယူပြီးပူဇော်ကြပါတယ်အဲ့ဒီချိန်မှာချွေလက်စုံဝေလက်စုံနဲ့အရှားအန်ဒီရီတွေကိုကာကွယ်ပေးနိုင်တဲ့အင်းမန်ရလက်ပွဲတွေကိုလည်းအများပြ ာတွေ့ရတာပေါ့ကျွာသားတွေကတော့အိမ်တည်ကိုကြားပြီးတဲ့နောက်ပိုင်းဇရာတော်စီကိုမပြတ်လာရောက်နေခဲ့ကြပါတယ်ဇရာတော်ကလည်းသူတို့လိုချင်တဲ့အရာမှန်သမျှကိုဖြည့်ဆည်းပေးနိုင်တယ်လို့ပြောပြီးအဆောင်လက်ပွဲတွေကိုထုတ်ရောင်းနေရှိရပါဘူးဒီလိုနဲ့ဇရာတော်စီကိုရောက်လာတဲ့ကျွာသားတို့ထဲမှာမကြီးစီဆိုတဲ့အမျိုးသမီးတယောက်ပါလာခဲ့ပါတယ်မကြီးစီလည်းဇရာတော်ကိုအစံကူရှောင်းတင်ကြတာကြောင့်ပြောပြလိုက်ချာပါအရှင်ဘုရားဒီဘက်မှာမနမေကမကြီးစီပါတာကြီးတယောက်ရှိပါလေ ်အခုကစက်တူကြောင်းတဲ့နေရာပါမကြရင်စာမီဝဲဖြေရတော့မဲလို့တရင်ကြားပါတယ်ခင်ဗျာအဲ့ဒါသူစာမီဝဲမှာအောင်အောင်မြင်မြင်ဖြေဆိုနိုင်ဖို့အတွက်ကျမတို့အစာလောက်ပဲလာလို့ရတာပါဆရာတို့ကိုယုံကြည်ပါတယ်ခင်ဗျာမကြီးဒီကလက်အုပ်ရှိခဲ့လိုက်ပြီးဆရာတော်ကိုရိုးရိုးတတိလျှောက်ခင်ခဲ့လိုက်ပါပြီဆရာတော်ကလည်းအေးဆေးကြည့်နေတဲ့အတွင်းနဲ့မကြီးဒီကိုပြန်ပြောခဲ့လိုက်ရှာပါဒီကမှကြီးစတိတ်ကိုအေးအေးဆေးဆေးကြည့်ကြည့်ငြင်းငြင်းချပါ ။တရားစာတွေကိုအငြင်းမပြတ်ရုပ်ဖန်အပြီးကောင်းမှုကုသိုလ်တွေကိုမနာနဲ့လုပ်နော်။ပြီးရင်ကိုတော်ပေးမဲ့အဆောင်ကိုလည်းကိုနဲ့မကွာတင်းတင်းဆောင်လျှောက်တာ။ဒီအရာတွေကတရားမကြီးရဲ့ဒါဆောင်ဝဲဝဲအောင်ကိုအများကြီးအကြောက်ဖြစ်ပါလိမ့်မယ်။ကိုတော်အားမခံပါရဲ့ကွ။ ။တရားတော်ရဲ့စကားဆုံးတော့မကြီးစီတရားပျော်ရွှင်မှုနဲ့အတူဝမ်းသာလုံးလုံးရည်ရည်ရွယ်ရွယ်လိုလာခဲ့ပါရဲ့။ဂျူမာကမတော်မဆုံးပဲဆရာတော်ကိုအတပြားအပေါင်းလိုက်ပေးလို့ခဲ့လိုက်ရှာပါ။အဲဒီစကားကိုကြားလိုက်ရတဲ့တခြားရွာတွေရွာသားတွေကလည်းဆရာတော်ပေါ်မှာယုံကြည်မှုပုံပေါ်တိုးပွားလိုလာခဲ့ပါရဲ့။အချို့ဆိုရင်ဆရာတော်ကိုပူဇော်ပါသဖို့အတွက်ဓာတ်ရီကိုရောင်းခဲ့လိုက်ရှာပါ။ အကျိုးရိတ်သိမ်းထားတဲ့စပါးတွေကိုရောင်းပြရလာတဲ့တပြားတွေနဲ့ဆရာတော်ကအဆောင်သက်ပွဲပစ္စည်းတွေကိုဝယ်ယူပူဇော်ကြပါ၏။ဆရာတော်ကကိစ္စတစ်ခုကိုပြောပြလိုက်ကြပါလက်ပြမနမကိုရိုဒီကနေထွက်သွားပြီးခီးထွက်တော့မေးဆိုတဲ့အကြောင်းပါပဲ။ဆရာတော်စီကထွက်လာတဲ့ဇကားတွေဟာရွာသူရွာသားတွေရဲ့အဖို့ကတော့ဝမ်းနေမှုတွေကိုဖြစ်ပေါ်လာစေခဲ့ရပါဘော။ သာသနာပြုမယ်စီရတော့ဆိုတော့လဲဆက်ရမယ်ကြီးကိုနောက်ရလို့မရပါဘူး။ဒါကြောင့်ရွာသူရွာသားတွေလည်းစုပေါင်းပြီးစီရတော့ကိုနောက်ဆက်တဲ့အနေနဲ့အရာအတာဆောင်လင်းရှိတဲ့စွန်းတနက်ကိုကက်လို့ဖို့အတွက်စီစဉ်ခလိုက်ကြပါတော့။အဲဒီကတော့အစ်စင်ဆိုတဲ့ရွာသူကစီရတော့ကိုချောက်ကျင်ခလိုက်တာပေါ့။စီအရောကတပည့်တော်ကိုအများကြီးကူညီပေးခဲ့တယ်။စီအရောက78နှစ်ပဲဆိုရင်ဒီရလေးကပူပြီးတော့တွေ့တဲ့နာဦးမှာဗျာ။ ဒီလိုနဲ့အပြန်အလှန်ပြောဆိုကြရင်တနည်းတာကုံစုံလို့ညအချိန်ကိုရောက်လာခဲ့ပါတယ်အရင်ညမှာတော့လင်းအီကပုံမှန်ချက်ပြင်းပြချက်ချက်တိုက်ခလုံးနေခဲ့ပါလေ။တခါတလေကျောင်းရင်တောက်ပါနေတဲ့လာမင်းကြီးကိုခြုံချက်နေတဲ့ချင်းညိုတိမ်မဲတွေကဖုံးအုပ်သွားတဲ့ပါလေ။ဘဝင်းကျမလေးယူနေလေအုပ်ဆိုင်လုံးနေတဲ့ရှာပေါ့။တပင်ကြီးရဲ့အရေးကလောက်ခါနေပြီးတခုခုကိုဖုံးပွဲထားတဲ့လိုမျိုးအိဝတ်စမ်းကြတဲ့ခံစားချက်ကိုပေးလို့နေခဲ့ပါလေ။ ။ဘဝင်းကြီးတကူလုံးကတော့အိတ်ဆိတ်ငင်တက်နေပြီးအသက်ရှင်တဲ့အရာတခုမှမရှိဘူးလို့ခံစားနေရပါတယ်။နောက်တစ်နေ့မှတော့ရွာသားတွေအစောကြီးထွက်လာကြကြပါဘော။ချောက်ွားသွားတော့မင်းစီရတော်ကိုလှုပ်ဆက်ဖို့အတွက်ဖြစ်ပါလိမ့်မယ်။ဒါကြောင့်ရောင်မင်းကြီးစီကိုထွက်လို့လာကြလိုက်ကြပါရဲ့။ လေကွင်းပြင်ကိုဖျက်ပြီးအဝေးကနေလမ်းမြင်ရတဲ့အခါကျော်သားရရဲ့စိတ်အာရုံနဲ့ထူးဆန်းတဲ့ခံစားချက်တခုကဖြစ်ပေါ်လို့နေရပါတယ်။ဇီယာတော်ကြီးကဒီအချိန်မှာဖက်ခွာသွားမယ်လို့ပြောခဲ့ပေမဲ့လည်းလင်းအာရုံဖြန့်ကျက်နေရတော့ဇီယာတော်ကြီးသူ့ရဲ့အိတ်ဆောင်လေးကထွက်လာပေးပါဘူး။အချို့ရွာသားတွေကစွမ်းခဲဝဲအစုံလေးပြင်ဆင်ပြီးဇီယာတော်မထွက်တာပင်ပူဇော်ဖို့အတွက်ရောင်မြင့်ကြီးစီကိုရလာခဲ့ကြပါတယ်။ပုံမှန်ဆိုရင်ခရီးထွက်မဲ့ဇီယာတော်တိုင်းဟာမနေ့အစောကြီးထားပြီးကိုလက်ကန်ရှိရင်လည်းအာရုံစွန့်ဖုံးပေးပြီးမှထွက်လေရှိပါ ါကြီးအခုစီရတော့ဟာမနက်လေးအာရုံဖြင်းကျတဲ့အချိန်မှာတော့အိတ်ဆောင်လေးကထွက်လာပြီးတဲ့အတွက်ရွာသားတွေရဲ့စိတ်ချင်းအတော်လေးကိုကျိုးစမ်းနေလို့ထင်နေကြပါတယ်။ဘဝင်ကျင်ကလည်းအရာအားလုံးတိတ်ဆိတ်နေပြီးတော့ကျင်းတဲ့မိရဲ့အတန်သာကြုံကျူးလို့နေကြပါတယ်။ဘာလို့ရှားကောင်မမြင်ရတဲ့ရွာသားတွေဟာစိုးရိမ်စိတ်တွေအပြည့်အဝနဲ့ပြင်းနေလို့လာခဲ့ကြတာပေါ့။အပြင်ကိုရောက်တော့စီရတော့ကိုအော့ခေါ်ကြည့်ပါတယ်။ အိမ်ဆောင်လေးကဘာတော့ပြန်မှုမမရတဲ့အတွက်ကြောသားတွေလည်းဆရာတော်သတင်းတုံးရအိမ်ဆောင်ကိုဖွင့်ကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ကြပါတယ်။သူတို့ရဲ့နှလုံးခုန်ကံတွေကအတော်လေးကိုပြင်းထန်နေပြီးကြောက်ရွံ့မှုနဲ့တန်တရားစိတ်တွေကရောထွေးလို့နေကြပါဘော။ ဇီယာတော်တည်င်းသုံးရာအိတ်ဆောင်လေးကိုဝင်ကြည့်တဲ့အခါမှာတော့ကျော်သားတွေလုံးဝထင်မှတ်ထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့မြင်ခဲ့လိုက်ရပါတော့တယ်။ဇီယာတော်ရဲ့ရုပ်အလောင်းဟာမြင်ရင်ချက်မှာရင်သက်စွာလဲရောက်နေခဲ့ပြီးအိတ်ကျော်နေတယ်လို့ထင်ရပါတယ်။ဒါပေမဲ့အနိကက်သွားကြည့်လိုက်တဲ့အခါမှာတော့ဇီယာတော်ဟာပြန်လည်တော်မူသားပြီဆိုတာကိုကျော်သားတွေကြည့်ကြလိုက်ရချာပါဘော။ သူရဲ့ခန္ဓာကိုယ်ကအတော်လေးကိုအေးဆက်နေပြီးမဆက်နဲ့လေဘင်းကစီးကျနေတဲ့တွေးရင်ဟာအနေနဲ့ခင်းစားအောင်ပြုလုပ်နေကြပါပြီ။ဒါတန်ရာတွေကလည်းတစ်ခုလုံးမှာရှင်းရှင်းလင်းလင်းကြီးကိုမြင်နေကြရရှာပါဘော။ရွာသားတွေအတွက်ကတော့အတော်လေးကိုထိတ်လန့်သွားပြီးအာမေရိကန်တွေပါထွက်ပေါ်လာခဲ့ပါလေ။အဆရာတို့ဆရာတို့ဟာဆရာတို့တည်သွားပြီလား။လာ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 ကြည့်ကြပါဦး။ဟေးကောင်လေးဆရာတို့ဒီမှာအတက်မရှိတော့ဘူးကွာ။ ရွာသားတယောက်ကတုံတုံရင်နဲ့အတိတ်ကလည်းအော်ဟစ်ခဲ့လိုက်ပါလေ။ရွာသားရဲ့စကားတန်ကိုကြားတော့အရှားရွာသားတွေလည်းရောက်ရှိလာခဲ့ကြပါဘော။မြင်ရတဲ့မြင်ကွင်းဟာအားလုံးကိုအတိတ်ကလည်းပြေလို့သွားပြီးခဲ့ပါလေ။ဒါလို့လေရုပ်ပြစင်ပြဖြစ်နေတဲ့ဆရာတော်ရဲ့အလောင်းကိုမကြည့်နိုင်တော့တာကြောင့်အိတ်ဆောင်လေးကနေအပြင်ကိုအလောတကြီးပြေးထွက်လာခဲ့လိုက်ကြပါဘော။ အပြင်မှာရှည်ရဲရွာသားတွေကိုသူတို့ဘာမြင်ခဲ့ရလဲဆိုတဲ့အကြောင်းပြောပြနေခဲ့ပြန်ပါတယ်။မကြပါဘူး။တာဝန်ရှိသူတွေရောက်ရှိလာခဲ့ကြပြီးဆရာတော်တည်ဆုံတဲ့ကိစ္စနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေကိုစတင်ခဲ့ကြပါတယ်။သူတို့ရဲ့ထုံးစံအရတိစုံသူအလောင်းကိုစတင်တွေ့ရှိခဲ့တဲ့ရွာသားတွေကိုစစ်စစ်မြင့်မြန့်ခဲ့ကြတာပေါ့။အဲဒီရွာကဘယ်လိုဖြစ်ဖြစ်ခဲ့တယ်ဆိုတာတွေကအစားပေါ့။ ဒီလိုနဲ့တယောက်စားတယောက်စားမင်းရင်တရားခံကိုလက်ဝဲဖမ်းဆီးခဲ့မိပါ යි အကြောင်းကတော့ဒီလိုပါကျော်ရဲမှာမူရစ်စီဝါကိုဆွဲလန်းနေတဲ့လူငယ်တယောက်ရှိတော့နေခဲ့ပါ යි သူကမတင်ကားရနဲ့ရဲတွေကစစ်စစ်မင်းမြန်ခေတ်ရှာပါအင်ရှင်ကြမှာကြောက်အားနဲ့အားနဲ့ဆရာတော်ကိုသူတက်ခဲ့တာဖြစ်ကြောင်းဝန်ခံခဲ့လိုက်ပါတော့ ရမေကစိုးကျော်ရောင်းလာတော့သူ့ကိုကတုံးဆိုပြီးခေါ်ကြပါတယ်။ကတုံးကရဲလီကိုဖြစ်ချောင်းမုတ်စီပြောပြခဲ့လိုက်ချာပါ။အဲဒီညာကဆရာတော်ရဲ့လွယ်အိတ်ချင်းမှာအတပြားလေးအများကြီးရှိရာကိုကြူတွေးခဲ့လိုက်ရပါတယ်။ဒါကြောင့်ခိုးယူဖို့စိတ်ကူးဖြစ်လိုက်တာပါတဲ့။အဲဒီချိန်ဆရာတော်တီးသွားပြီးမခိုးယူဖို့တားဆီးလိုက်တဲ့အခါဒီစဉ်ရဲ့ကတော့ဆရာတော်ကိုကြားနေကြိုးပြလိုက်ပါတော့လေ။အချက်နဲ့မသေးတဲ့အကျွဲခနာကုန်းကိုအချက်ပေါင်းများစွာလေးပြလိုက်တာကြောင့်ဆရာတော်ရဲ့ရုပ်ပြစင်ပြခနာကုန်းဖြစ်သွားခဲ့ရတာပါ။ ဒီရောအိတ်အိတ်ကလေးပတ်စံကိုယူပြီးမူရင်းစီဝါတွေကိုဝယ်ယူသုံးဆွဲခဲ့လိုက်ချပါခဏုံစီကထွက်လာတဲ့ပြကြောင်းကုန်စင်ကတော့အဲ့ဒါအကုန်ပါပဲရွာသားတွေကတော့ထုံးစံအတိုင်းဆရာတော်ရဲ့ယူခြင်းကိုကောင်းကောင်းမွန်မွန်အကျိုးပေးခဲ့လိုက်ကြပါတယ်လူတိုင်းရဲ့စိတ်ထဲမှာလည်းစိုးဝါးတဲ့ဒီအဖြစ်အပျက်ကြီးကပြီးဆုံးသွားပြီလို့ခံစားခဲ့လိုက်ရချပါ ဒါပေမဲ့ဘယ်သူမှထင်မှမထားတဲ့အရာတွေကအခုမှအဆပဲရှိပါသေးတယ်။တရားတော်တည်ဆုံးပြီလို့ပထမဆုံးညမှာရွာလေးကခွေးတွေဟာဆူဆူညံ့ညံ့နဲ့អော်ဟင်းနေကြတာပေါ့။အထူးသဖြင့်တော့ဆရာတော်တည်ဆုံးရညောင်းပြီးအောက်ကပို့ဆိုးပါတယ်။ 把文件包带起来的，你带带那个的，一袋都没有，去都山上找包你给的，别看你让别人接待那个，这天天也白天才露你给吧的，你呢？谁么都新鲜的人家里来的，带你哈，就要打理也拿的嘛，洗了你给下吧的，就要打理个的，还多一个质量高的嘉宾，哎呀，刚刚摸了，没一次也加了吧。没有着，如今你比做了呢，也个就对呀的，别别别个，只要是他表现来加完。 မင်းညာခွေးအောင်တန်းကိုဘသူရိကြားရလဲမာကတော့အချင်းကြီးကြားနေရတာတခိုးရိကတ်တဲ့ချင်းလို့ပြင်းပေါက်ကနေကြက်ကြက်ကလေးရွာနောက်ဘက်လင်ပြင်ထဲကိုလှမ်းကြည့်လိုက်ကြကျောက်ဆရာကြီးရဲ့အဲ့နဲ့အရေးကြီးတခုလို့ရှားနေရဟုတ်မတွေ့လိုက်ကြ တော်တော်များများအဲလိုပုံစံမြင်နေရတာကြောင့်ဒီသတင်းဟာရွာကိုပြန့်နှံ့လို့သွားခဲ့ပြီးလူတွေကြောက်လန့်စရာဖြစ်လာခဲ့ကြပါ යි မကြလိုက်ပါဘူးအဲ့ထက်ပိုပြီးကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကလည်းစားတင်လို့လာခဲ့ရပါဘူးရွာသားတို့ကချမ်းသာလာခဲ့ကြပါတယ်အချို့ရီကလည်းအိမ်မဆိုးကိုချက်တလဲလဲမကြပြန်ပါလေ။အိမ်မထဲမှာတော့အိမ်ဆုံးသွားတဲ့ဆရာတော်ကြီးကအိမ်ရှိလေကထိတ်ပြီးမှရက်ပြီးမျက်လုံးပြူးပြူးကြီးတွေနဲ့အိမ်သားတွေကိုစိုက်ကြည့်နေရဲဆိုတာပါပဲ။ အိမ်မက်တွေကတယောက်တည်းကွင်းကွက်ပြီးမနေတာမဟုတ်ရပါဘူး။တော်တော်များများကကျူညီနေကြပါ။မင်းညာဘက်ထိုင်ရလောက်ကငါငါငါတော့မထိုင်ရတော့ဘူးပြောတက်လိုက်တာဖေးမောင်ရောဖိုးကြီးစိတ်တရွာတော့ကိုလက်ဖက်သွားနေရဘယ်လိုအပြင်ကိုထွက်ရင်းပါလဲကွာ အရင်တော့ကငင်းငင်းချင်းချင်းနဲ့တက်ဝင်လှူရှားပြည့်တဲ့ရွာကလေးဟာအခုရပတ်ဆိုရင်အိမ်စိမ်မှု၆ချားပွေရအခြေအနေတခုအဖြစ်ကိုလုံးဝပြောင်းလဲလို့သွားခဲ့ပါတယ်။မောင်ပြီးဆိုတာနဲ့တကားရီအားလုံးပဲတယောက်မှအပြင်မထွက်ရဲကြတော့ချပါဘူး။ဘယ်တော့ဒီဆိုးတယ်ဆိုရင်အပြင်ကဝင်လာမှကြောက်လို့တကားရီကိုအတွင်းထဲကနေတော့ခက်ထားရတဲ့အဖြစ်ပါပဲ။စကားပြောတဲ့တွေရေမောတဲ့တွေနဲ့ရပန်အုပ်စုဘက်စကားဝိုင်းတွေဟာတခဏပြင်းမှပြောက်ွယ်လို့သွားခဲ့ချပါဘူး။အဲ့ဒီအစားလေးတိုင်းကနေတူဝဝခွေးရောင်တန်တွေက သာမှောက်မိုက်ရတဲ့ညအချိန်ကမှချက်ပေါ်နေခဲ့ပါတယ်။ဒီညတော့အရှင်ကမဟုတ်ကောင်းကင်ကြီးကိုပြိုကျလာတဲ့လိုမျိုးမိုးရီကတဲထန့်စွာနဲ့ရွာသွန်းနေခဲ့ပါတယ်။မိုးရယုံနေမကမိုးကျိုးရီကပါလက်ဆက်ပြစ်ခတ်နေရမလို့ရွာသားတွေကမာပြက်ပြီလားတော့ထင်နေခဲ့ရပါတယ်။အရောက်ကိုတရောက်ဖတ်ထားကြရင်အတော်လေးကိုလည်းထိတ်လန့်ကြောက်ရွံ့နေခဲ့ကြရှာတာပေါ့။အတော်လေးကိုညင်းနေလာတော့မိုးကအနည်းငယ်ဆဲလို့သွားခဲ့ပါပြီ။ကနဒါတိတ်ဆိတ်ပြီးရင်နောက်မှာတော့ခွေးဥတန်နဲ့ခွေးဟောင်တန်တွေကလည်းပြန်လဲထွက်ပေါ်လာ ားကြင်ပြန်ပါလိမ့်။ရေကထွက်ပေါ်လာတဲ့အတန်ဟာပုံမှန်ခွေးဥတန်လိုမဟုတ်ရပဲကြောက်စရာကောင်းတဲ့စုံတစ်ခုကိုမြင်လာရတာကြောင့်ခွေးစွစွညံ့ညံ့အော်ဟစ်နေတဲ့အတန်မျိုးဟာပဝင်းကျင်တစ်ခုလုံးပြန်လေတိတ်ဆိတ်လို့တွားခဲ့ပြီးမိုးကလည်းလုံးဝဆဲလို့တွားခဲ့ပါပြီ။အဲ့ဒီအချိန်ကြမှာလာပန်းထွက်သွားတဲ့ကိုထောင်နဲ့ကိုခွေးတို့နေရောင်းလေကြွားကိုပြန်ရောက်လာကြပါလိမ့်။ အရင်အပြေကတော့မနက်မိုးတောင်းရင်ရောက်ဖို့အရှင်အငင်းငယ်သာလိုပါတော့ရေရုပ်ဆန္ဒကသတို့နှစ်ယောက်ရဲ့မျက်နှာကရှုပ်ဖက်ကြည့်ရကြည့်ဖြစ်လို့နေကြရပါမနက်စောစောထားပြီးအလုံးလုံးနေကြတဲ့ရွာသားတွေကိုတွေ့ရောကိုခွေးလည်းတုံတုံရင်ရင်နဲ့စကားစပြောခဲ့လိုက်ပါတယ်မမမချစ်ချစ်ချစ်လေးတွေ့လိုက်ရမှာကောင်ရဲ့အဲ့ဒီအေးအေးအေးမင်းကြီးကအရင်တစ်ပတ်ကငါတို့တကြွခဲ့တဲ့ဖုန်းကြီးပဲကွာဒီတင်ငန်းကဆွဲချွေတာ မိုးရွာလို့ဖြစ်မယ်။ပြီးတော့ရှေကာရလက်ကာရနဲ့ရှောက်သွားနေတာကလေဘင်းကတွေးရတာလေအဖြစ်ကိုကဆက်ဆက်ကြာနေတာ။ခနာကိုကတော့ရားကြာမရှိအောင်စုပ်ပြတ်တက်နေတာပဲဟေ။ငါ့ကိုပြီးတော့သူကလမ်းအောင်လေကွာ။စားရင်စားရင်ငါးတောင်လောက်ပေးပါရဲ။ပြီးတော့သူ့လက်ကြီးကိုဆန့်ဆန့်ထုတ်လာတယ်။လက်ကြီးကဖြူဖက်ဖြူရောကြီးနဲ့အေးသက်နေတာပဲဟေ။ငါ့ငါ့လေအကြော်လေးကိုကြောက်ပြီးတော့ပြေးတာ။ငါ့ရှိောက်တွေကတော့နောက်မှကြံခဲ့တာခင်ရလေးရကွာ။ ရွာသားတွေကတော့ရရဆက်ဆက်အသက်ခံလိုက်ရတဲ့ဘုံကြီးစီရဲ့ရှောင်လန်းမှုကြောင့်တမျိုးတစ်ပုံကြောက်ရွံ့နေကြကြရပါပြီ။ညာတိုင်းလိုလိုခွေးဥတန်တွေနဲ့ကြောက်မက်ပွေရလေတိုက်တန်တွေကတရွာလုံးမှာပဲ့ကျင်ချလုံးနေသေးပါပဲ။ရွာသားတွေလည်းကြောက်ရွံ့နေကြကြပြီမယ်။အခုလိုကိစ္စကိုဖြတ်ပြီးပြီးမခံနိုင်တော့ပါဘူး။ဒါကြောင့်ရှောင်လန်းနေတဲ့အရာတွေကိုရင်ဆိုင်ဖို့ဆုံးဖြတ်ချက်ချခဲ့လိုက်တာပေါ့။ဒါလို့ကအောက်ဆူလိုက်ဆွေးပြီးဧဆုံးသွားတဲ့ဘုံကြီးစီရဲ့ဝိညာဉ်ကိုမကြာခဏမြင်တွေ့ရတယ်ဆိုတဲ့ရွာအနောက်ဘက်ညောင်ပင်ကြီးကိုထွက်လာခဲ့ကြပါတော့လေ။ ။ရောင်ပင်ကြီးပင်ရကိုရောက်တော့ရွာသားကြီးလေးပါလာတဲ့မီးအိမ်တွေကိုဆက်ဝိုင်းပုံစံပပတ်နဲ့ချုံညီထားခလိုက်ချတာပေါ့။ယောရာသလောက်ကြက်သလောက်ကာရမန်နီကိုအစမပြည့်နဲ့ရုပ်ဖတ်ကြည့်လိုက်ပါသေးတယ်။နှလုံးခုန်တဲ့တွေကစုညံနေပြီးကြောက်လန့်စိတ်တွေကလည်းရောထွေးနေတဲ့အချိန်ရုပ်ပြင်းပတ်ဝန်းကျင်ကတိုက်ခတ်လာတဲ့လေအေးကိုကြောင့်ရွာသားတွေအားလုံးစိတ်တွေမွင်ရင်ချလို့သွားခဲ့ကြပါဘော။အဲဒီလေကြောင့်ပဲဒီအိမ်ကလည်းအလင်းရောက်လာတဲ့ရင်းချိုးလို့နေခဲ့ပါတော့တယ်။ မကြပါဘူး။ညောင်မင်းကြီးအောက်ကနေဖုန်းကြီးစီကပေါ်ထွက်လို့လာခဲ့ချာပေါ့။သူရဲ့ခနာကိုကအရင်အသက်ရှိစဉ်တုန်းကအတိုင်းပါပဲ။ဒါပေမဲ့တင်ငန်းပေါ်မှာတော့သွေးလီပေးကြလို့နေပြီးသွေးဆက်တွေကသူ့လမ်းလျှောက်ရာကျန်းပင်ချောင်းမှာအဆက်ဆက်စီးကြလို့နေခဲ့ပါလေ။ဖုန်းကြီးစီကမြင်တော့ရွာသူတယောက်ကလမ်းပြန်ပြီးအော်ခလိုက်ချာပေါ့။ဆရာတော်ဆရာတော်တရေဖြစ်သွားပြီ။ကျွန်တော်ဘယ်တော့မှမချောက်ပါနဲ့တော့။ကျွန်တော်တို့က ဆရာတော်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံကြရမယ်မဟုတ်လားတော်စိန် AS ကဆုံးပါတော့ပုံမှန်အတိုင်းရှိနေတဲ့ဆရာတော်ရဲ့ခန္ဓာကိုယ်ကြီးကအပြည့်ပြည့်ပြောင်းလဲလို့လာခဲ့ပါတော့အယက်ကြီးကရှိလာပြီးအနီးကညောင်ပင်ကြီးရဲ့ချင်းငယ်ဒါလူဖြစ်လို့နေပါရှိလို့လာခဲ့ပါတော့ ကျွေးဆိုရှယ်နေတဲ့ခန္ဓာကိုယ်ကြီးဟာပုံပြပန်းပြလောက်ရှားပါခဲ့ပြီးရဲ့နောက်မှာတော့မျက်နှာပေါ်ကအမူအရာဟာစိတ်ဆိုးသောတာထွက်မလေးပဲဝမ်းနဲ့ကြည်ခွဲမှုအပြင်နဲ့ပေါ်လွန်လာခဲ့ပါတော့တယ်။မျက်လုံးနှစ်ဖက်ဟာဒီကဲလို့နေရနေပြီးအလယ်မှာတော့တောက်လာနေခဲ့ပါတယ်။ပုံကြီးစီကအကွင်းရဲ့အတန်းကြီးနဲ့ရွာသားတွေကိုလမ်းအောင်ပြောခဲ့လိုက်ရှာပါ။မတီးတော့ငန်းငန်းတက်တက်နေရရင်မင်းတို့လည်းအေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး။ကျောင်းဝဖွေရမြင်ကွင်းကြီးကပေါ်မပြနိုင်တော့အခုကိုစိုးဝါးလို့လာပါလေ။ အင်းရှင်ရောအချူကဆက်ရှင်တတိလေးလို့သွားခဲ့ကြချာပါဘော။တချို့ကတော့ကျောင်းလန့်ကြအော်ဟင်းကိုကြွေးခဲ့ကြပါတော့လေ။အဲ့ရအစီကြီးနဲ့ဘုံကြီးတစ်စီရဲ့ခနာကိုကြီးကတော့အမောင်တို့ရဲ့ဝင်ပြီးအပြေးပြေးနဲ့ပျောက်ကွယ်သွားခဲ့ပါလေ။မပျောက်ကွယ်ခင်ကျန်ရှိနေတဲ့ရွာသားတွေကနောက်ပြန်လဲကြည့်သွားတာပေါ့။အဲ့ဒီမျက်လုံးတွေရဲ့မှာတော့ချိန်စာအပြည့်ရှိနေပြီးအိတ်စိတ်မှုနဲ့အတူကြောက်ရွံ့မှုတွေကိုလူတိုင်းရဲ့နှလုံးသားထဲမှာဆွဲချင်ကြံရစေခဲ့ပါလေ။အတော်လေးကိုစိုးရွားလာတဲ့အဖြစ်အပျက်တွေကစားတမ်းဆိုလိုဖြစ်ပျက်နေတာ ကြောင့်ရွာသားကြီးလည်းအစည်းအဝေးပွဲတစ်ခုကိုတော့လုံဆောင်ရပါတော့တယ်။အဲဒီထဲမှာအသက်ကြီးတဲ့လူကြီးတယောက်ကအကြံပေးခဲ့လိုက်တာပေါ့။သားတို့ဒီစီကြီးကိုအပိဓာပင်ရှားဖို့အတွက်အထက်လန်းစီရတယောက်ခေါ်ပါဖြစ်တော့မယ်။ဒီတိုင်းထားလို့ကတော့ရွာသားတွေနှလုံးပေါက်ပြီးဒိန်ကုန်ကြလိမ့်မယ်။ရွာသားတယောက်ရဲ့ကားကိုတခြားရွာသားတွေကသဘောတူကြပါ යි ။ဒါပေမဲ့ဆက်ပြီးမပြောခင်ကိုထောင်းဆိုတဲ့သူကသူ့ရဲ့လက်ကိုမျှလိုက်ပြီးစကားဖြတ်ပြောခဲ့လိုက်တာပေါ့။ နေကြပါအောင်ဗျာကျုပ်ပြောစရာရှိသေးတယ်မင်းညာကကျုပ်အိမ်မထဲအဲ့ဒီဘုံကြီးတစ်စီပေါ်လာတယ်ဗျာပြီးတော့သူကပြောရင်မင်းတို့ကငါ့ကိုဖြည့်ဆည်းဖို့စဉ်းစားနေတယ်ဆိုရင်လည်းမင်းတို့မိသားစုရဲ့အကောင်တင်ရမယ်လေဗျာအဲ့အရင်ကျုပ်လည်းလက်နိုးလာတာပဲဗျာကိုဆောင်ပြောလိုက်တဲ့စကားကြောင့်စကားဝိုင်းတွေကိုရောင်းနေကြရရွာသားတွေအားလုံးစိတ်ဆိတ်လို့သွားခဲ့ပါရယ်လူတိုင်းရဲ့မျက်နှာမှာလေစိုးရိမ်ထိလန့်မှုတွေနဲ့အေးနဲ့လုံးနေခဲ့ချာပါ အဲ့ဒီချိန်မှာပဲဒီဟာလေးကိုဆရာတော်တစ်ပါးဝင်ရောက်လို့လာခဲ့ပါတော့လေသူရဲ့မျက်နှာတော်ဟာပြင်းပြင်းကြီးအေးချမ်းလို့လာတာပေါ့အနီးနာကိုဦးတည်လာနေခဲ့တာကြောင့်ကျော်သားတွေလည်းဆရာတော်ကိုမြင်ပြီးဆိုတာနဲ့လူထောက်ထိုင်ချာကအားတော်ပြုပြလိုက်ကြပါတော့လေဒီနေ့တော့မတော်ဒေါ်စင်အေးကဆရာတော်ကိုစကားဆိုခဲ့လိုက်တာပေါ့အရှင်ဘုရားကျွန်မတော်ကိုခင်ခဲ့ပါဦးဆရာလည်းမကြောက်နိုင်နေပြီအေးစစ်စစ်နေလို့မရတော့ဘူးဘုရား ဆရာတော်ကြီးကဒေါ်စိန်အေးရဲ့အမေကိုအေးအေးဆေးဆေးပဲပြန်ဖြေချလိုက်ပါတယ်။တကားတို့တကားမတို့ရဲ့စိတ်ဆင်းရဲမှုကိုကိုတော့နားလေပါလေ။ဒါကြောင့်မြေသားတက်ပြီးပပြန်ပေးဖို့အတွက်ဒီရောက်ကိုရောက်လာခဲ့တာပါ။အဲဒီမချင်မလို့ဖြစ်နေတဲ့ကိုတော့ကိုလည်းအများအတန်ပေးဝေဒါလို့ခေါ်စီလိုက်မယ်ဆိုရင်ဒီလိုမျိုးချက်ပြီးရှောက်လန့်တော့မှာမဟုတ်ပါဘူး။မနေ့ကမချင်မလို့ဖြစ်နေတဲ့ကိုတော့အတွက် အမြတ်တမ်းပေးဝေဖို့အခမ်းအနားတစ်ခုလုပ်မှရမယ်။ကိုတော့လေဒီအတွက်ဒီရာကိုရလာခဲ့ရပဲကွ။အကျန်းနာမှာပါဝင်ကြဖို့တကကြီးရောအားလုံးမနေ့ဆောဆောလာခဲ့ကြပါ ဆရာတော်ကြီးရဲ့စကားဆိုတော့ရွာသားတွေကတရားတပတ်ပြောဆိုနေကြပါပါတယ်။အရှိုးကဝေခွဲမရဖြစ်နေခဲ့ပြီးမယ်ဆရာတော်ကြီးရဲ့အတန်ထဲမှာကြည်ကြည်မှုယုံကြည်ချက်တွေပြည့်နေကြတာကြောင့်လူတော်တော်များများကဆရာတော်ကြီးကိုယုံကြည်ကြပါတယ်။နောက်တစ်ပြိုင်တည်းကိုရောက်တော့ဆရာတော်ကြီးပြောတဲ့အတိုင်းရွာသားတွေလည်းလူဝဲပစ္စည်းစုံလင်ကိုပြင်ဆင်ထားခဲ့လိုက်ကြပါဘော။ 在那电力养殖下，这片独特的叶家里家的粗放文养咖啡，萃取的饮料，想加入你怀大下面为拉瓦西的作业不文件的厂家，而且标细节问题哦，有顾虑请直接话嘞。 ရင်းရင်းပါပါကလေးနဲ့အေးဆန်းမှုတွေရောချွေးတဲ့ကြားကနေရာသီရာသားတွေဖုန်ကြီးချောင်းကိုရောက်ချီလိုလာခဲ့ကြပါတယ်။အားလုံးကအဖြူရောင်အဝတ်အစားတွေကိုဝယ်ဆင်ထားကြပြီးလက်ထဲမှာပန်းတွေဖျောင်းနိုင်ပြီးအခြားတတိဝလံတွေကိုလည်းယူဆောင်လာခဲ့ကြပါကြောင်ရဲ့ပုံကြီးချောင်းဝင်းထဲမှာတော့ဘယ်ကနေဘလို့ရောက်လာမှမသိရဲ့ဆရာတော်ကြီးရဲ့စီစဉ်မှုတွေကြောင့်ရွာသားအားလုံးစွစွနီနီရောက်ရှိနေကြပါတယ်။ဒါပေမဲ့ဒူဆန်နာကပဝင်းကြီးတို့ကလည်းအိတ်စိတ်ငြိမ်ကနေရပါ။ အဲ့ဒီစီရပါပဲတမျိုးတစ်ပုံစွာအတခုရရှိစေလို့ခံစားနေရပါတယ်။ဆရာတော်ကြီးကတော့ဗောရီညောင်ပင်ကြီးရဲ့အောက်မှာရနေပြီးလက်ထဲမှာအကြီးလုံးလေးတွေကိုကြီးကြီးကျယ်ကျယ်ဆောင်လို့ထားပါတယ်။သူရဲ့ညလုံးတော်ကတော့ကျော်သားတွေကိုလူညံ့တိမ်မွေးစွာနဲ့ကြီးလုံးနေတာပေါ့။ဂယုနာတရားပြင်းနေတဲ့အတန်နဲ့အကျိုးမန္တရဘုတ်ကိုဥဆောင်ရွဆိုပြလိုက်ပါတော့တယ်။ဝိနည်းအနန္တတော်အနန္တမြတ်မြတ်မကျမလို့ကြကုန်တော့အနန္တတော်များအားလုံး ဤကုသိုလ်ကိုရရှိ၍ဒုက္ခအပေါင်းကားဤကြီးဝေကြပါစေ။သုတောင်းတဲ့သူလေးပြင်းလေးညင်းနေကြိုက်ခဲ့လို့သာဖြစ်ပြီးဇာတော်ကြီးရဲ့မေတ္တာပို့တာအများတန်းပေးဝေခြင်းကိုစွမ်းအားတစ်ခုခံရနေတယ်လို့မျိုးဖြစ်စေခဲ့ပါရဲ့။ဇာတော်ကြီးရဲ့ဒီကံဆုံးတော့ရွာသားတွေကလည်းတာလူတုံးချင်ခေါ်ပြီးအနုမောဒနာပြုခဲ့ကြပါရဲ့။ ဘုံကြီးကျောင်းကအရင်မကျွမ်းမလို့ဖြစ်နေတဲ့ဘုံကြီးစေတေဆုံးရာညောင်ပင်ရဲ့မင်းမွေးမှာရှိပါတယ်။ဒါကြောင့်ဆရာတော်ကြီးခုလိုအခမ်းအနားဆီစဉ်လိုက်ပုံရပါဘူး။ရွှေဆိုလိုက်တဲ့အတန်တွေဟာဘုံကြီးကျောင်းဝင်းမှာမကျန်ပတ်ဝန်းကျင်တွင်ပြည်ကိုယ်တော်ပဲ့တင်ထားလို့နေခဲ့ပြီးယုံကြည်ခြင်းရဲ့အင်အားတစ်ခုကိုအခြားဘုံဘဝကိုပို့ဆောင်ပေးနေတယ်လို့မျိုးခံစားနေကြရတာပေါ့။ဘန်တွေစီမီတွေနဲ့အခြားမွေးချိန်လမ်းစံနဲ့တတိယနေ့တွေရဲ့အနံ့ကလေးအချမ်းမှာတင်းပြနေပြီးအင်းကြီးအင်းကြီးရဲ့ခံစားမှုကိုပုံမှန်ဖြည့်ဆွမ်းပေးပါတယ်။ ရုတ်တရက်လေဗင်ရှင်တိုက်ခတ်သွားခဲ့တာကြောင့်ဆရာတော်အနောက်မှာရှိတဲ့ဘော်ဒီညောင်ပင်ဟာအရွက်တွေကျွေးကြလာခဲ့ပြီးရင်ချိုးသွားခဲ့ပါတယ်။ဒီအခမ်းအနားကိုအစလူဟုကသိနေရလို့ချင်မဲရတာပေါ့။ခဏကြတော့ဘုံကြီးချောင်းဝင်းတနီယာမှာအရေးတစ်ခုကပေါ်လွင်လာခဲ့ပါတယ်။ဒါကတော့အသက်ခံရပြီးအစီဖြစ်သွားတဲ့ဆရာတော်ရဲ့ပုံရိပ်ပါပဲ။သူရဲ့မျက်နှာမှာတိမ်မွေ့ရဲ့ပြောတစ်ခုရှိနေပြီးဘာမှမပြောဘဲခဏအကြာမှာတော့ဖြည်းဖြည်းချင်းပြောက်ွယ်လို့သွားခဲ့ပြန်ပါတယ်။အဲဒီအခမ်းအနားပြီးဆုံးသွားတဲ့နောက်မှာတော့ရွာသားတွေလည်း တရက်တာကိုအေးအေးဆေးဆေးဖြတ်ကျော်လို့ပြီးသွားပါတော့ ဒါပေမဲ့ချိုးဆန်းတဲ့အရာတစ်ခုကအိမ်ဝလုံးကိုဆက်တွေ့ထားတယ်လို့မျိုးညအချိန်မှာပေါ်ပေါက်လာခဲ့ပြန်တာပေါ့အားလုံးကအင်မကြီးရဲ့အိမ်မက်တစ်ခုကိုမြင်မဲ့ကြပါလေအိမ်မက်ထဲမှာတော့အသက်ခံရတဲ့ကိုတော်ဟာတန်ရှင်းတဲ့ခန္ဓာကိုယ်နဲ့ခြေဝါရောင်တင်ငန်းကိုလွှမ်းရှုံပြီးဆက်ပေါ်လာခဲ့တာပါသူရဲ့ခန္ဓာကိုယ်နဲ့အတွင်ပြင်ကအေးချမ်းတည်ငြိမ်နေပြီးအတော်လေးကိုပြေဆောင်လာတဲ့အတွင်ပြင်ရှိပါလေဇေယတော်ဟာဒုက္ခကနေလွတ်မြောက်သွားပြီးတသောတသာရှိနေတဲ့ပုံရတာပေါ့သူဟာအိမ်မီးတဲ့အိမ်ဖြည်းဖြည်းချင်းချောင်းလာနေရင်လူ င်းရဲ့အကြံဉာဏ်ですかပြောဆိုနေသေးပါတယ်။ခေါ်တော်တော်ရမယ့်တရားတော်မှာတော့ဒီကံကံမာရီကာမှုကုသိုလ်တွေကိုအမြအကျံပြီးဝင်တာရုခေါ်စေခဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အခုတော့ခုတော့လာရောက်တွားရမယ့်လမ်းကိုရှာတွေ့သွားခဲ့ပါပြီ။ဒီကံကံမာရီလည်းဤတားစုတွေနဲ့အေးအေးချမ်းချမ်းရောရောရှိရှိနေကြပါအသက်ရှိစွာအနာမေကြောင့်ဖြစ်ကြပါစေလို့ဆုတောင်းရင်း good old no sexy lady body, Gray. ဒါရီအားလုံးဟာရွာသားတွေမြင်မဲ့ကြတဲ့ပြည်ကြီးရဲ့အိမ်မက်တစ်ခုသာဖြစ်ပါလေ။ဖြတ်ခွာသွားတဲ့ဆရာတော်ကိုကြည့်ပြီးရွာသားတွေလည်းလက်အုပ်ရှိနှုတ်ဆက်နေကြတာပေါ့။သူတို့ရဲ့နှလုံးသားထဲမှာအခါမှမခံစားခဲ့ဘူးတဲ့အေးချမ်းမှုတွေပြင်းထန်လို့နေခဲ့ကြပါလေ။ဆရာတော်ရဲ့ဝိညာဉ်ဟာရွာရဲ့အဝေးဆုံးတနေရာကိုရောက်သွားပြီးတဖြည်းဖြည်းအလင်းအတစ်ခုဖြစ်ပြောင်းလဲတာပျောက်ကွယ်လို့သွားခဲ့ပါလေ။ဒီချိန်ကကြောက်ရွံ့မှုတွေအပြည့်ရှိခဲ့တဲ့ရွာကလေးဟာအခုအေးချမ်းတရားမှုတွေပြန်လည်ရရှိလို့လာခဲ့ပါလေ။ ။ကောင်းမှုပြုလုပ်ခြင်းနဲ့ကုသိုလ်တွေကိုစုဆောင်ခြင်းဟာကိုယ်ဘဝရောအခြားသူတွေရဲ့ဘဝကိုပါအကျိုးပြုနိုင်ပါတယ်။ယဉ်ညုပ်ပွဲကလေးစားရှင်ပဲစားရေဝနာဆိုင်ရဲ့ခွင့်လွှတ်ပြီးကုညီပေးလိုက်ခြင်းကစေတနာတွေကိုအမြင့်ပြည့်ရှင်နိုင်ပါတယ်။ဘာသာရေးအပေါ်မှာအကျဉ်းမဲ့ယုံကြည်မှု ရွာသားတွေရဲ့စီလုံးမှုနဲ့အတူတကွလှုပ်ဆောင်ခြင်းကခက်ခဲတဲ့အခြေအနေကိုကျော်သွားနိုင်ခဲ့ပါတယ်။ဘဝရဲ့တင်ကျန်းစာအနည်းနဲ့စိုးဝါးလာတဲ့ဖြစ်ရပ်တွေကနေတင်ကျန်းစာယူပြီးကောင်းမွန်တဲ့ဘဝနေထိုင်မှုကိုရွေးချယ်တင်ပါတယ်ဆိုတဲ့အကြောင်းအရာလေးပါပဲ။ကဲ မိတ်ဆွေတို့လည်းဟက်တာဆန်ရဲ့ရန်ညှိုးခွဲမှုတွေကိုဖြေဖြောင်းလိုက်ပြီးခွင့်လွှတ်ခြင်းနဲ့တော့အမုန်းတရားတွေကိုအမြင့်ဖြတ်ကြပါလို့ပြောရင်းနဲ့ပဲဒီကနေ့ရဲ့ဇလန်းလေးကိုတော့ဒီနေရာမှာနေမဲ့အဆုံးသတ်လိုက်ပါစေလားခင်ဗျာအဆုံးထိချူနာဆင်ပေးကြရင်ကျွန်တော်ရဲ့ရှိပိတ်တဲ့အချိန်တိုင်းကိုကျေးဇူးကျူးပေးခြင်းရှိပါ යි နောက်ကျမှလည်းအခုလိုစိတ်ဝင်စားစရာအရင်စီဇလန်းကောင်းတွေကိုနေ့စဉ်ပုံမှန်ကျင်းဆက်ပေးတော့မှာဖြစ်လို့ channel လေးကို like and subscribe လုပ်သွားပေးကြကြောင်းမေးပါရနော်အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်းဆိုင်နေကြပါစေခင်ဗျာ 성인연수 미장을 뺄 때도 다른 여러분의 기회를 통해 되지 말아요. 앞에 있는 건 건강을 좋게 하지 말